လေးစားဖို့နေရင်ကျောင်းတက်ရေးခလေးရဲ့အဝိအစားအစားအမြင်နဲ့စဉ်းစားနေရပါဒီနေ့ချက်ပြီးမနေ့ပြန်ချက်မယ်ဟာအစားအဲ့လိုညပဲစဉ်းစားတဲ့ချက်ဟိရောက်နေကွာမလုံးနဲ့ကွာနားတယ်ကွာဆိုတော့ခန္ဓာကိုယ်စမ်းကြည့်တော့ခန္ဓာကိုယ်ကလည်းဘာမှမဖြစ်တော့ဒါကြီးလားမသိဘူးဆိုစမ်းကြည့်ပါလေစမ်းကြည့်ပြီးတော့လုံးဝလူကြီးလိုပဲတူအပေါကြီးအကျယ်ကြီးဟန်နေပြီးတော့ကွဲရလက်တွေအဲ့ဒါမျိုးခလေးကိုလှုပ်တယ် အဲ့တခေါက်လောက်တယ်လောက်ပြီးတော့နောက်တစ်ခေါက်ထပ်လောက်တယ်နောက်တစ်ခေါက်ထပ်လောက်တယ်နောက်တစ်ခေါက်ထပ်လက်တွေလည်းချိုးလို့ရီလို့လည်းမကုံတော့ပါမေအချိန်ဟိုအမေအိပ်ပြီးဟိုညာဘက်လေးအိမ်ဝညာဘက်လို့နေကမအိမ်ဝနေကမလို့မိုးလမအိမ်နေမိုးလမခေါ်ပြီးမှလောက်ပါဗျအဲ့ဒါမမေမမေမအိတ်ခင်ရမမေမအိတ်တော့သူတို့ကလောက်လာဟိုကလင်းလေးတို့လို့ အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရနော်အာမင်္ဂလာပါဆိုပေမဲ့အခုပြတ်တပ်ပြီးမဲ့ဘူးတို့ကတော့မင်္ဂလာတော့တိတ်မရှိဘူးဘာလို့လဲဆိုလို့ရှိရင်ဒီအသက်၈နှစ်လောက်ပဲရှိတဲ့ကလေးလေးကိုပေါ့နော်ဒီပထွေးဖြစ်သူကဒီသူမိဘလက်တိုင်းပေါ့နော်သူ့ရဲ့အမေလက်တိုင်းဒီခေါ်ခေါ်ပြီးတော့အားမပြုခြင်းနဲ့အာအကြောင်းကိုပြပြထားတဲ့ဘူးတို့ကိုကျွန်တော်ပြတ်တပ်ပြီးမှဖြစ်ပါရနော်အားကြောင့်မလို့ကျွန်တော်မင်္ဂလာမရှိလို့ပြောတာပါဒါပေမဲ့လည်းဒါအားလုံးပဲဒီ သိအောင်လို့ပေါ့နော်ကျွန်တော်ပြတ်တတ်ပေးมาပဲဖြစ်ပါတယ်အာဒီပထဝီဖြစ်သူကအရမပြုခြင်းနဲ့ကလေးလေးရာ main ကလေးလားဆိုတော့မဟုတ်ဘူးယောက်ျားလေးပေါ့နော်ယောက်ျားလေးချင်းချင်းကိုဒါအဲ့လိုမျိုးလုပ်တဲ့ အဟာကြီးကတော်တော်လေးကိုစိုးပါတယ်အဲ့ဒီအကြောင်းအရတော့သူ့ရဲ့မိခင်ကနေပြီးတော့မှမခံမရက်နိုင်အချိန်ပေါင်းများလာတော့သူသားအတွက်ပေါ့နော်မခံနိုင်ဘဲနဲ့ဒါဆိုရှယ်မီဒီယာတွေကိုဖွင့်ဟဝင်ခံပြသထားတဲ့ view file ကိုကျွန်တော်တို့အတူတူကြည့်ရှုအောင်မှဖြစ်ပါတယ်ဘလောက်စိုးတယ်လဲဆိုလို့ရှိရင်တော်တော်စိုးတယ်အဲပထွေးလည်းဖြစ်တယ်ပြီးတော့မိန်းကလေးလည်းမဟုတ်ယောက်ျားလေးလည်းဖြစ်တယ်ပေါ့နော်ယောက်ျားလေးချင်းတော့မှအဲ့လိုမျိုးဒါလှင့်လစ်တလူမျိုးခေါ်ပြီးတော့အပြုချင်းနဲ့အကြောင်းပေါ့နော်သူ့အမိပြောပြလာတာဖြစ်ပါတယ်ပြပြဆုံးလို့ပေါ့နော်ကဲသူ့အမိပြောပြတာပို့ပြီးတော့ပြေဆုံးတယ်အဲ့ဒီကလေးလေးလည်းပြောပြထားတာရှိတယ်ကျွန်တော်တို့အခုပဲကြည့်လိုက်ကြရအောင်ဗျာနော်အဖေက ်တဲ့ကလေးနဲ့ကလေးတတိလေးတွေပါတားလေးချက်အရက်အမြင်အဲ့ပူတဲ့ကလေးကလေးနဲ့ထွက်စော်ပြရသည်မမေရဲ့တဲ့အဲ့ဒါထွက်စော်တားအရှိမပဲစော်အဝေးကြီးတော့မတော်နဲ့တားရေးလို့လမ်းခေါ်ရင်မရှိဘူးကိုကလိုက်ဆိုင်ပြန်ခေါ်ပြန်ခေါ်လာပြီးတော့တားငများချိတ်လိုချင်လဲငများချိတ်ပြီအယုတ်လိုချင်အယုတ်ပြီအားလုံးလိုတတ်ရထားခဲ့ပါတယ်တားတယောက်တည်းရှိလို့အရင်လက်ဂေယူဆိုင်ခဲ့ဒါပေမဲ့ ကလေးကအိတ်တဲ့အခါကျတော့မြမစားဖို့နေရင်ကိုပဲပူရတော့မအိတ်ပြော်ညဘတ်တည်းဆိုရင်မအိတ်ပြော်တော့ညဘတ်တည်းကျတော့ထိုင်စင်းသားဆက်လေးလေးတောက်ရင်းနဲ့မြမဆက်လေးလေးတောက်တောက်တတ်ပါလေဟိုအပြူတော့ဟာလမ်းမကြောက်တောက်ခဲ့မိပါလေအဲ့ဒါဒီဆက်လေးလေးတောက်ရင်းနဲ့ထိုင်စင်းသားပြီးတော့ကလေးစားဖို့နေရင်ကြောင်းတက်ရင်ကလေးရဲ့အဝိအစားအစားအမြင်နဲ့စဉ်းစားနေရပါဒီနေ့ချက်ပြီးမနေ့ပြန်ချက်မယ်ဟာအစား အဲ့လိုညပဲစဉ်းစားတဲ့ချိန်ဟိရောက်နေကွာမလုံးနဲ့ကွာနားတယ်ကွာဆိုတော့ခန္ဓာကိုယ်စမ်းကြည့်တော့ခန္ဓာကိုယ်ကလည်းဘာမှမဖြစ်တော့ဒါကြီးလားမသိဘူးဆိုစမ်းကြည့်ပါလေစမ်းကြည့်ပြီးတော့လုံးဝလူကြီးလိုပဲတူအပေါင်ကြီးအကျယ်ကြီးဟနေပြီးတော့ကွဲရတဲ့တွေ့အဲ့ဒါမျိုးခလေးကိုလှုပ်တယ်အဲ့ဒီတစ်ခါလှုပ်တယ်လှုပ်ပြီးတော့နောက်တစ်ခါထပ်လှုပ်တယ်နောက်တစ်ခါထပ်လှုပ်တယ်နောက်တစ်ခါထပ်လက်တွေလည်းချိုးလို့ရီလို့လည်းမကုံတော့ပါဘူး ဒါပေမဲ့ကလေးရဲ့ပထွေးပြန်လွတ်လာတဲ့အချိန်ကျတော့လေပို့ပြီးဆိုးသွားတာထွက်လာတယ်။ကောင်းစမတွေ့တယ်။ညအဒီရေကန်ထဲမှာပဲရေကူးခန်းလိုက်တယ်ကလေးကိုအင်းရှိရမှာကန်အင်းရှိတယ်။အဲ့ကန်ထဲကနေထုတ်ပြီးတော့ကလေးကိုဘောင်းမိလဲပေးလိုက်တယ်။ပြီးတော့သူ့အဖေကသူ့နောက်မှာကတ်အိတ်နေတယ်။မနမိုးလေးအိတ်ရထားတော့ကလေးဘောင်းမိချွတ်ကြည့်တော့ဘောင်းမိ ်မိသားစုအိတ်တဲ့တာမိသားဖာအိတ်တဲ့ခေါင်းအုံနဲ့မှာ၃ရက်အိတ်တဲ့ခေါင်းအုံဆိုကျမကလေးပြီးကြတဲ့နှစ်ကအဝယ်စားချုပ်တော့ခေါင်းအုံဆိုရှိပါတယ်အဲ့ဒီခေါင်းအုံဆိုကအစိမ့်ရအောင်အဲ့ဒီမှာရဲနေရတာအဲ့ဒါကိုကျမကဘလို့ထင်လဲဆိုချင်းအိမ်ချင်းမှာအရဆန်ရှိတယ်အဲ့ဒီအရဆန်လူတွေကလာလာပြီးကြည့်နေလို့ထင်လို့အများအဲ့ဒီဘက်ကိုပဲဆဲပါတယ်တားလေးရ9နှစ်နဲ့ဒီဆယ်လာပိုင်း17ရက်ဆိုရင်တားလေးတက်ရှင်းနေပြပါသူစားရောက်တဲ့အချိန် ီးတော့3-4ရက်နေလိုက်တဲ့အချိန်မှာ3-4ရက်တော့မနေပါဘူး3ရက်လောက်ပဲရှိမှာပါအဲ့ဒီမှာစပြီးတည်ရတာမွေးစင်းရင်အစသူ့နာမည်ကြီးနဲ့ထုတ်ထားတာပါခလေးရဲ့အဖေက तू မဟုတ်ပါဘူးတခြားလူပါတခြားလူ तू ညီမကိုခိုင်းစားပြီးတော့မှညီမရှိရရတဲ့ပတ်စံနဲ့ तू အရက်တော့တယ် तू အဲ့လိုမျိုးလှုပ်ခဲ့ပြီးတော့မှဒီခလေးကို ရခဲ့တာပါတခြားလူနဲ့ရခဲ့တာဒါနောက်ခလေးကိုပိုက်ထဲမှာလည်းပြစ်ခိုင်းပါတယ်တက်ပြစ်ဖက်နဲ့ညီမကိုယ်တိုင်မွေးခဲ့တာပါ မမေအချိန်ဟွာအမေအိပ်ပြီးဆိုညာဘက်လေးအိမ်ဝညာဘက်လို့နေကမအိမ်ဝနေကမလို့မိုးလမအိမ်နေမိုးလမခေါ်ပြီးမှလို့ပါဗျအဲ့ဒါမမေမမေမအိတ်ခင်ရမမေမအိတ်တော့သူတို့ကလို့လာဟောလင်းလေးတို့လို့အခုကျွန်တော်ပြသပေးသွားတဲ့ဗီဒီယိုကကြတော့ဒါသာသမီရှိတဲ့မိဘတိုင်းဒါကြည့်တဲ့နေဗီဒီယိုမလို့ကျွန်တော်ဒါ ဘုဟုတုတပေါ့နော်ဘုဟုတုတအနေနဲ့ကျွန်တော်ပြောပြပြီးတော့တာပဲဖြစ်ပါတယ်ဒါဒါသမီးရှိတဲ့မိဘတိုင်းကြည့်တဲ့ဗီဒီယိုတခုဖြစ်တယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်အာဒီကိုယ့်ရဲ့ဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့အထင်မြင်ယူဆချက်တွေကိုယ့်ရဲ့စိတ်သဘောထား ပေါ့နော်ဒီကလေးကိုဗာပြောခြင်းလဲအပြောခြင်းတဲ့အကြောင်းအရာကိုယ့်ရဲ့စိတ်ဆန္ဒပြောခြင်းတဲ့အကြောင်းအရာလေးတွေကိုလည်းဒီဗီဒီယိုရဲ့ comment မှာဝင်ရောက်ပြီးတော့ရေးသွားနိုင်ပါတယ်အခုလိုမျိုးလောက်ရမျိုးတော်တော်ဆိုးရယ်ပေါ့နော်အဲသားသမီးက main ကလေးမှမဟုတ်ဘူးအခုဒီဗီဒီယိုထဲမှာဆိုလို့ရှိရင်ယောက်ျားလေးတောင်မှဒီပြုကျင့်ခံရတယ်ပေါ့နော်ဒါကြောင့်မလို့ကိုယ့်ရဲ့အသားသမီးအတွက်မိဘတွေအနေနဲ့ပေါ့နော်အများကြီးစဉ်းစားတင်ပါတယ်အဲ့ဆိုတော့ဒါတာမရှိတဲ့မိပါတယ်ပေါ့နော်ဆင်ကျင်လို့ရအောင်ကျွန်တော်ဒီဗီဒီယိုကိုပြသပြီးတော့ဖြစ်ပါတယ်ကျွန်တော်ပြသပြီးဗီဒီယိုကတစုံတရာအကျိုးရှိတယ်အဲဆင်ကျင်လို့ရတယ်ဆိုလို့ရှိရင်တော့ဆင်ကျင်စရာပေါ့နော်တစုံတရာရရှိရဆိုလို့ရှိရင်တော့ဗီဒီယိုတွေကို like and share လေးတွေ ကိုရဲ့ပြောချင်တဲ့အကြောင်းအရာလေးခွန်မဲ့လေးဝင်ရောက်ပြီးတော့ရေးပြသွားကြပါအောင်လို့အာအကြံပြုချင်ပါတယ်တောင်းဆိုချင်ပါတယ်ခင်ဗျာဗီဒီယိုလေးကိုအဆုံးထိလိုက်ပါတရှိပေးရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်မိပါတိုင်းလည်းအားလုံးပဲကိုလုံးမဲ့အလုပ်တစ်ခုကိုကိုသားသမီးအတွက်အာစဉ်းစားပေးကြပါလို့ကျွန်တော်အကြံပြုချင်ပါတယ်တောင်းဆိုချင်ပါတယ်ခင်ဗျာကဲဒါဆိုရင်တော့နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်အားလုံးပဲတတပါနော်